မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းအလုပ်ရှင်တွေဟာစစ်တပ်နဲ့ပူးပေါင်းပြီးအလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေနဲ့လုပ်ငန်းခွင်ဖိနှိပ်ချုပ်ချယ်မှုတွေကိုပုံမူကျူးလွန်လာကြတယ်လို့အလုပ်သမားရေးလှုပ်ရှားသူတွေကပြောပါတယ်။ စစ်ကောင်စီဟာအကြမ်းမဖက်အာဏာပိုင်ဆိုင်ရေးလှုပ်ရှားမှုစီးရီးယားမှာပါဝင်ခဲ့တဲ့အစိုးရဝန်ထမ်းတွေနဲ့အလို့သမားကောင်းဆောင်တွေကိုဖမ်းဆီးထောင်ချပြီးပြင်းပြင်းထန်ထန်ညှဉ်းပန်းနှိပ်စက်နေတယ်လို့မြန်မာနိုင်ငံစက်မှုလက်မှုနဲ့ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလို့သမားတမကများအဖွဲ့ချုပ် MICS ရဲ့အတွင်မှုကိုနေလျောင်းကပြောပါတယ်။ဒီကျွန်တော်တို့2021အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာအလို့သမားတမကတွေကဝန်ထမ်းထုတ်ခိုင်းရတဲ့အလို့သမားကိုညီတဲ့အလို့တွေမလုံနိုင်တော့တဲ့အချိန်မှာသူတို့ကဘာလုပ်လဲဆိုလို့ရှင်တော့ ပို့ပြီးတော့အလုသမားတွေကိုဖိနှိပ်တာလုပ်တယ်အဲ့ဒါပါလဲဆိုလို့ရှင်တော့အတင်းအာရမ OD ခိုင်းနေအလုသမားတွေကိုတစ်ခါတလေဆိုရင်48နာရီလောက်ထိကို2နာရီလောက်ပဲအနာပေးပြီးဇက်တိုက်လုံးလုံးခိုင်းတာမျိုးတွေတညာလုံးလှုပ်ဆင်းခိုင်းတာမျိုးတွေကိုမဖြစ်မနေလုပ်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒါအလုသမားတွေခိုင်းခံရတာရှိတယ်ပြီးတော့အလုသမားတွေ OD အပြန်မှာဖမ်းဆီးခံရတယ်ဆိုတဲ့ကိစ္စမျိုးတွေရှိတယ်ပြီးတော့အတင်းအာရမ ဆန်ကျင်တိုးတောင်းတာပေါ့နော်ဆိုတော့ဒီဆန်ကျင်ပြီးအောင်လုပ်ရမယ်မပြီးရင်လောက်ခလာစားမပြီးပဲဆက်လုပ်ရမယ်ဆိုတာမျိုးတွေပေါ့အဲတော့ဒီကျွန်တော်တို့နိုင်ငံမှာလက်ရှိနေထားရဆိုရင်လွတ်လပ်စာအသင်းမင်းဖွဲ့စည်းတဲ့ဖွဲ့စည်းတဲ့အနေနဲ့အရာခက်ခဲဖြစ်လာတယ်ထွက်ပြေးတဲ့အနေထားတွေဖြစ်လာတယ်ဒီနောက်ပိုင်းမှာကျွန်တော်တို့စစ်တပ်ကရောအလုပ်ရှင်အတိုင်းဝိုင်းရောပေါ့နော်ဆိုတော့အတင်းအနှမခိုင်းစင်မှုတွေအများကြီးမြင့်တက်လာပါတယ်ခင်ဗျာ စစ်ကောင်စီရဲ့လူမဆန်တဲ့အထွေထွေဖိနှိပ်မှုတွေကြောင့်အလို့သမားထုတည်ရဲ့လုံဟာအလို့သမားအခွင့်အရေးလူအခွင့်အရေးတွေစိတ်သုံးပြောက်ွယ်ခဲ့ရတယ်လို့အလို့သမားတွေကိုအာဓမ္မဖိအားပေးခိုင်းစေမှုတွေနဲ့အသက်ရှင်နေထိုင်ခွင့်အတွက်ဖူလုံတဲ့လူအားခမရတာတွေကိုကြုံတွေ့နေရတယ်လို့သိရပါဗျ။ ဒါဟာပြင်လောက်ခလာစာတိုးမြင့်မေဖို့တောင်းဆိုတဲ့လူသမားတွေကိုဖမ်းဆီးထောင်ချတာလွတ်လပ်စွာအသင်းအဖွဲ့တွေဖွဲ့စည်းပြီးလှုပ်ရှားခွင့်မရတာစစ်မှုထမ်းဥပဒေတွေကြောင့်နေရဲစွတ်ခေါင်တင်းရှောင်ရတဲ့အပြင်ရွှေပြောင်းလူသားတွေကိုဖမ်းဆီးပြီးအတင်းအာရမစစ်မှုထမ်းခိုင်းတာတွေကိုလည်းလူသမားတွေကကြုံတွေ့နေရတယ်လို့သိရပါဗျာအနာသိမ်းပြီးနောက်ပိုင်းမှာကြတော့ဘလို့ဖြစ်လဲဆိုတော့အဲဟိုခိနှိုင်မှုတွေကအရင်ထက်ပိုများလာပြီးတော့ကျမတို့ဟိုလှိုင်းသားရွှေပြည်သားလိုမျိုးဆက်မှုစုံတွေဆိုလို့ရှိရင်စေုပ်ချုပ်ရအောင်မှာရှိတယ် ဲ့တော့လုံမားတွေကသူတို့လောက်ခလာစားတောင်းဆိုတယ်ဆိုတာနဲ့စက်တက်ကအော်တိုရောက်နေတဲ့အခြေအနေပေါ့နော်အဲ့ဒီအချိန်မှာတော့ကျမတို့2023ခုနှစ်အကုန်လောက်မှာဆိုရင်လုံမားတွေကကုန်စိမ်းနှုန်းကြီးမှုတောင်းလုံးဝမခံနိုင်တော့မခံနိုင်တော့သူတို့အဒီလက်နက်ကင်ထားတဲ့လူတွေရှိမှအရေးဆုံးပြီးတော့သူတို့လောက်ခလာစားတောင်းဆိုကြတယ်အဲ့ဒီမှာအလုပ်ရှင်တဲ့လုံမားညှိနှိုင်းပြီးတော့အဲဟိုဟိုပြောမယ်ဆို4800ထက်ကျော်လွန်ပြီးတော့ရခဲ့တဲ့ဒီလုပ်ငန်းခွင်တွေရှိတယ်ပေါ့နော်ကျမတို့ကအဲ့ဒီလိုမျိုးပဲအခုမေလေးမှဆိုရင်လေကျမတို့အင်အားနဲ့ ကျွန်တော်နိုင်ငံကအတိုင်ဝန်းနေနဲ့အလုပ်ရှင်နေနဲ့ဟိုအဲငါတို့အလုပ်သမားတွေအတွက်တနည်းဒီကြီးဘလောက်ပြီးဆိုပြီးတော့တောင်းဆိုချက်တွေထုတ်ပြန်ကြတဲ့အခြေအနေပါအလုပ်သမားတွေကိုအတင်းအာရမစစ်မှုထမ်းစင်းအတွင်းဖန်ဆီးပေါ်တာဆွဲတာ အတင်းအာရမခိုင်းစီတာ လုံသမားအဖွဲ့တွေလှည့်လက်စာဖွဲ့စည်းခွင့်နဲ့လှုပ်ရှားခွင့်ရရှိရေးအပြင်ရဲလို Union ဖွဲ့စည်းနေမှုတွေကိုရပ်တန့်ဖို့အလုံသမားတမကအဖွဲ့၆ဖွဲ့ပူးပေါင်းပြီး135ချိန်မြောက်အပြည်ပြည်ဆိုင်ရာအလုံသမားနေမှာတောင်းဆိုခဲ့ပါတယ်။ဒါအပြင်မတရားဖမ်းဆီးခံရတဲ့အလုံသမားနဲ့နိုင်ငံရေးအကျဉ်းသားတွေကိုချင်းချက်မရှိလွှတ်ပေးဖို့လူ့ခွင့်ရေးစံနှုန်းတွေနဲ့ညီတဲ့လုံခြုံတဲ့လုပ်ငန်းခွင်တွေပေါ်ပေါက်ဖို့နိုင်ငံတကာ brand တွေကနိုင်ငံတကာစံနှုန်းတွေညီတဲ့လုံအခါတွေရရှိဖို့တာဝန်ယူပေးဖို့စတဲ့အချက်တွေကိုလည်းတောင်းဆိုခဲ့ကြ ပါသေးတယ်။